အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်ကမ္ဘာဖလားနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော် international break လေးလည်းရှိနေတုန်းလေးပေါ့နော်ကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခင်ဗျားတို့ပြောပြခြင်းနေပေါ့နော်အဲ့တော့လက်ရှိဒီကမ္ဘာဖလားနဲ့ပတ်သက်ပြီးကမ္ဘာဖလားနဲ့တော်တော်လေးဟိုဒါကျွန်တော်တို့အရန်ကြီးဒါကျွန်တော်မထင်သားတဲ့အသိနေဝင်သွားဒါကျွန်တော်ဟိုနေတော့ဆိုဒါကကောက်ဝင်နေ မေးရတဲ့လက်ရှိကျွန်တော်ကြားထဲမှာဒါဟိတ်တီဝင်နေပေါ့နော်အဲ့တော့ပြောနေတာကကျွန်တော်တို့ဒါကမ္ဘာဖလားအနေနဲ့ကြည့်မယ်ကျွန်တော်ဒါတစ်ခါမှတည်တည်ချာချာမမြင်ဘူးတဲ့ဒါကျွန်တော်အသိတွေကိုကျွန်တော်မြင်နေတွေ့ရမယ်ဒါကျွန်တော်လက်ရှိမှာ underdog story ကိုလည်းထပ်ပြီးတော့တွေ့ရဖို့တော့ရာခိုင်နှုန်းတွေများနေတယ်တစ်ဖက်ကဒါကျွန်တော်ကြည့်မယ်ဆိုတာကျွန်တော် IL ကျွန်တော်လက်ရှိမှာ UK တနိုင်ငံလုံးက UK ပေါ့နော်ဒီညမှာနားလည်ဖို့လို့ဒါ UK ထဲမှာဒါ England ပါတယ် Wales ပါတယ် Now မြောက် Ireland ပါတယ် Ireland ပါတယ်ဒါကျွန်တော် Scotland ပါတယ်ဒီလိုအသိတွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ ပြောချင်တာဗျာခုနပြောလို့ပဲဒါ UK ကဒါကျွန်တော်တို့နိုင်ငံတွေအများကြီးစုပြီးပေါင်းထားတဲ့ United Kingdom ဖြစ်သွားတာအင်္ဂလန်ကအင်္ဂလန်နိုင်ငံပေါ့နော်အဲ့တော့ဒါအမှတ်တိုင်းခါသပြပြမယ်နော်ကျွန်တော်နေတာကျွန်တော်ခင်ဗျားတို့လည်းဘ ഹു ဒွေရ UK ကအကောင်နဲ့အင်္ဂလန်ကိုမကြည့်ကြည့်မရဘူး တော်ခုနပေါ်သူပဲခုနအင်္ဂလန်ကသူ့ဘာသူတာကျွန်တော်တို့နိုင်ဟိုသူ့ဘာပေါ်သူပဲဟိုလူမျိုးကြီးဝါဒဆိုပြီးတခုတခုကသူ့အမြင်တယ်ဒါ UK အောက်မှာခုနပေါ်သူ Scotland တို့ Northern Ireland တို့ Wales တို့ဒါကျွန်တော် Scotland တို့ရှိတာမှန်ပေမဲ့တကယ်တမ်းအင်္ဂလန်ကောင်တွေပြမအင်္ဂလန်ကောင်တွေလည်းကျွန်တော်ဇောင်ကြဆောင်ကြနေပြောမှာဆိုပြအရှိတောင်အာရှလိုပဲဒါကျွန်တော်တို့စင်ကာပူနိုင်ငံသားတွေကဒါဇောင်ကြဆောင်ကြဖြစ်လို့ပဲ so no offense ပေါ့နော်ဒီမှာဒါစင်ကာပူ PR တို့စင်ကာပူ citizen တို့ကြည့်နေဆို no offense ပြောချင်တာပြတာသူတို့ကတော့အမြဲတမ်းငါတို့ကမင်းတို့ကောင်ထက်ပိုသားတယ်ဆိုတဲ့အမြဲတမ်းအတွေးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ UK ဆိုတော့ UK ထဲမှာဒါကျွန်တော်တို့ခုနက Wales တို့ တာကျွန်တော်တို့အာလန်နဲ့စကော့လန်တို့ပါတယ်အဲ့တော့ဒီတစ်ခေါက်တော့ည UK ရဲ့ဒါကြောင့်နိုင်ငံတော်တော်များများကဒါကမ္ဘာဖလားဝင်ဝင်ရသွားမယ်နေဒါမှရှိတယ်ဒါခုနောက်တော့ဒါနည်းနည်းလေး education ရပြောပြတာပေါ့နော်အဲ့တော့ဒီနေရာမှာခုနကပြောလို့ပဲအာလက်ရှိဒါတချို့ဥမာပြောလို့ပဲအရန်ဒါကျွန်တော်နိုင်ငံသေးတဲ့နိုင်ငံတွေစတင်ပြီးဝင်လာကကောက်တော့ဒါကျွန်တော်လက်ရှိမှာ Haiti တို့ဒီလိုနိုင်ငံတွေဝင်လာခဲ့တယ်ဒါပေမဲ့ဒီနေရာမှာပေါ့နော်နည်းနည်းလေးဆက်ဆက်ပြီးတွေးမိရဲ့တွေးကဒါကျွန်တော်လက်ရှိလွန်ခဲ့တဲ့3ရက်လောက်ကမရူဘီယိုကဒါကျွန်တော်လက်ရှိဒါ US ရဲ့ secretary ကနေပြောပုံရဆိုရင်တော့ ဒါနိုင်ငံသေးတဲ့နိုင်ငံဒီကနေပြီးတော့သူတို့ရဲ့အသင်းကိုတွားကြည့်ဖို့အတွက်အင်မတန်မှခက်ခဲသွားပြီအဲ့တော့ဒါရှိမှကျွန်တော်ကျွန်တော်အရင်စိတ်ဝင်စားနေတယ်ကျွန်တော်လက်ကျွန်တော်ကိုယ်လည်းအရင်စိတ်ဝင်စားနေ visa process ပေါ့နော်ဒါလက်ရှိမှာဒါကျွန်တော်တို့အကဲကမ္ဘာဖလားလက်မှတ်ကင်ထိုင်းရင်ဒါကျွန်တော်တို့ visa process ကဘယ်လိုဖြစ်မလဲအဲ့ကနေဒါနဲ့ဒါလက်ရှိမှာမက္ဆီကိုနဲ့ကတော့ဒီရနဲ့ပတ်သက်ပြီးဘာမှသိပြီးမထူးစားတချို့ကောလဟာလာတွေကကနေဒါကဒါကျွန်တော်တို့ visa process ရတာမရှိဘဲနဲ့ဘောလုံးပွဲလက်မှတ်ရှိတာနဲ့နိုင်ငံနဲ့ပေးဝင်မယ်ဆိုတဲ့ကောလဟာလာတွေထွက်နေတာရှိတယ်မက္ဆီကိုကတော့ပေးဝင်မယ်ကျွန်တော်တိလောက်ကဒါလက်ရှိမှာကျွန်တော်အတိတယောက်ပြောပြရမက္ဆီကို ကလက်ရှိပေါ့เนาะဒါကျွန်တော် Guadalajara ဘောက်မှာဒါလူဝင်များစေကြဒါ tourist လည်းများစေကြကျွန်တော်တို့ Mexico ကတော့ဘာမှဒါကျွန်တော်တို့ border ရတာချင်းတိတ်ချက်မှုမရှိဘူးတို့အနေနဲ့လွတ်ပေးဖို့ရှိတယ် Mexico မှာဒါလွယ်လွယ်ကူကူသွားကြည့်ဖို့ရတယ်ကနေဒါမှာလည်းလွယ်ကူစွာသွားကြည့်ဖို့ရဖို့အတွက်ယာကန်တို့နေများတယ်အဲ့တော့ကိုရီးယားအနေနဲ့သွားကြည့်မယ်ဆိုတော့ကနေဒါနဲ့ Mexico သွားကြည့်ဖို့တော့ယာကန်တို့များတယ်ဒါပေမဲ့ America လက်ရှိမှာ Rubio ရဲ့ပြောပုံအရဆိုရင်တော့လက်မှတ်ရှိရင်ဘောလုံးမတန်းကြည့်လို့မရဘူးအဲ့တော့သူပြောသွားတာဒါ ကျွန်တော်တို့တို့လက်မှတ်ရှိုံနဲ့ဘောလုံးပွဲရမယ့်ဗီဇာကိုမင်းတို့အားမမခံအဲ့တော့ပြောချင်တာကဖင်ရပြီးလက်မှတ်မဝင်နဲ့လက်မှတ်ဝယ်ုံနဲ့ဒါခုနကပြောငါတို့နိုင်ငံတွေပေးဖို့မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးရူဘီရောလက်လာလေးပြောသွားတယ်ပြီးတော့လက်ရှိမှာလက်မှတ်ဝယ်ထားရင်တော့တခုကတို့တို့တခုပိုကောင်းတာကလက်ရှိ US ရဲ့တန်ယုံမှာ interview process ကသူများရဲ့တပူပြီးမြင်မယ်အခုလက်ရှိမှာခမားက2လ3လောက်တော့ကျွန်တော်တို့ interview ရဖို့တဲ့စောင့်နေရချင်ခမားက4ပတ်နဲ့10ပတ်အေးပေါ့2လပေါ့အဲ့တော့အတူတူပါပဲ2လပါပဲဒါခုနကပြောတယ်ဒါခမားကလက်ရှိမှာဟိုဘာလဲ ဘလုံးပွဲလက်မှတ်ကင်ထားတယ်ဆိုရင်တော့ American တန်ရင်ကခမည်းရဲ့တော့ကျွန်တော် interview process ကိုပုံမြန်လုပ်ပေးမယ်တလအတွင်းဒါကျွန်တော်တို့လက်ရှိမှာ interview လုပ်လို့ရတဲ့အနေထားမှာရှိအဲ့တော့အခုကလေးကခမည်းဘလုံးပွဲလက်မှတ်တွေဝယ်ပြီးတော့ interview မယ်ဆိုအခုကလေးက interview ဝင်ထားလို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေရာမှာ तू ထည့်မပြောသွားရရာအခုလက်ရှိမှာဒါသူ့အနေနဲ့နိုင်ငံ blacklist အခုလက်ရှိမှာပေါ့နော်ဒါ Trump အနေနဲ့ blacklist ထည့်ထားတဲ့နိုင်ငံတွေမှာကိုအဲ့နိုင်ငံတွေရော interview process ကဘယ်လိုရှိမှာကိုထည့်မပြောသွားအဲ့တော့ပြောချင်တာကဟိုမမြန်မာပြည်ကလူကဥမာဆိုဒါဘလုံးပွဲလက်မှတ်ကြီးဝယ်ပြီး interview သွားဖြစ်မယ်ဆိုရင် interview အောက်မှုရကိုင်းတော့ဘယ်လောက်ရှိမှာလဲအဲ့လက်ရှိမှာရှင်းတယ်ဒါ same vet ူကတော့နောက်တစ်ခုထပ်ပြောသွားတာ same vetting process လို့ပြောသွားတယ်ပြောချင်တာကဒါခုနကပြောပြီးလက်မှတ်ဝယ်ရင်တခုသီးသောခမားအကျိုးခံစားခွင့် US မှာရမှာကခမား interview ပုံမြန်မှာရမှာကလွှဲရင်ဘာမှကျွန်တော်မရဘူးအဲ့တော့ပြောချင်တာကသူ့အနေနဲ့ခုနကကျွန်တော်မြင်ခဲ့တဲ့ blacklist ပေါ့နော်မြန်မာအခုလက်ရှိမှာ blacklist ဖြစ်နေတာဟုတ်ကျွန်တော်နိုင်ငံရဲ့ immigration မှာ blacklist ဖြစ်နေတဲ့ကြောင့်မို့အကေကျွန်တော်တို့က interview ကို saw ပြီးဝင်ခဲ့ရတာဆိုရင်တော့မှသူနဲ့ same vetting process ပေါ့နော်။ channel ဥစ္စာတွေကအကုန်တူတူပဲဖြစ်တော့ကျွန်တော်အနေနဲ့ reject ဖြစ်ဖို့အတွက်ရာခိုင်နှုန်းကတအားများတယ်။ အေးပေါ့မေခင်ဗျမေပြီးပေါ့ခင်ဗျအရင်တော့ကခုနပေါ်တပေဒါကျွန်တော်တို့အမေရိကဘာညာမှာနေထိုင်ဘူးပြီးအမေရိကဘာညာမှာအကြောင်းတက်ဘူးတဲ့လူဆိုရင်တော့မေပြီးဖြစ်ဖြစ်နိုင်ပါတော့ဒါအခုလက်ရှိကျွန်တော်တို့လိုတာ first timer တွေအနေနဲ့သွားမယ်ဆိုရင်တော့တော်တော်လေးကိုခက်ခဲမဲ့အနေထားမှာရှိမယ်အနေထားမှာပြောချင်တာကအမေရိကကိုခုနပေါ်တပေဒါကျွန်တော်တို့နိုင်ငံအသေးတွေပေါ့နော်ဒါ black list လောက်ထားတဲ့ဒီနိုင်ငံအနေနဲ့ဒါ immigration ကိုဒါ US ကထိန်းထားတဲ့နိုင်ငံတနိုင်ငံဖြစ်နေမယ်ဆိုရင်တော့အဲ့နိုင်ငံကလူတွေကဒါသူတို့ရဲ့အသင်းကိုဒါသူတို့ရဲ့နိုင်ငံအသင်းကိုဘောလုံးဝဲကြည့်ဖို့အတွက်အင်မတန်မှခက်ခဲသွားမယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ဝန်နေကြပါအဲ့ချက်ကဒါပေမဲ့ခုနပေါ်တပေဒါအမေရိကဘက်ကကြည့်မယ်ဆိုရင်လည်းဒါ ကျွန်တော်ခုနကပြောလို့ပဲနားလည်လို့ရရပေါ့နော် political ဘာညာမှုပဲနဲ့ခုနကနားလည်ရပေါ့ဆိုတော့တချို့ကြဒီလက်မှတ်ကြီးဘန်းပြပြီးဝင်သွားပြီးပြန်မထွက်ဘူးလို့လဲပြီးခုနကပြောလို့လက်ရှိမှာဒါတိကြတယ်မဲ့နိုင်ငံတွင်းကိုဝင်သွားပြန်မထွက်တဲ့လူတွေကခုနကပိုင်းတအားများတာအမေရိကရဲ့နိုင်ငံဆိုပူတော့ဆူရတဲ့မှာပါသေးတယ်အဲ့တော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ရဲ့အမြင်တဦးတယောက်တည်းအမြင်ရဆိုလက်ရှိမှာဒီလိုမျိုး problem တော့ဖြစ်မယ်လို့မြင်နေအဲ့တော့ US ဘက်ကကြည့်ရင်တော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်နေတာတိတ်တော့မမာဘူးလို့မြင်နေကျွန်တော်ခုနကပြောလို့ US နဲ့ပတ်သက်ပြီးကိုရီးယားဒါ ဒီဒီ channel မှာပြောမယ်နောက်ပိုင်းမှာဒါကိုရီးယားဆောင်းဟန်ဆောက်ပြအရန်ပြောတဲ့ကောင်ရင်းနေနေဆိုရင်တော့တရားတော့တိတ်တော့ဘာလို့ခုနကပြောဆိုပဲလက်ရှိဒီလက်မှတ်ကျမှာဆိုတော့ Krasnaji လေ visa ရမှာတေးကြဆိုမှာဒေါ်လာ1000နဲ့လက်မှတ်ကဝယ်ကြမှာပဲဒေါ်လာ3000နဲ့လက်မှတ်ဘာလို့ American Dream ကိုရဖို့တော့ခင်ဗျဒေါ်လာ1000 2000လောက်ကလူကရင်းကြမှာပြောတာမလားပြဿနာကတို့နေအဲ့လိုမှုထင်းလိုက်တာတော့မှန်ကန်တဲ့အနေထားမှာရှိရလို့မြင်တယ်ဒါပေမဲ့ပြဿနာတစ်ဖက်ကပြန်ကြည့်ပြန်တော့တကယ်တမ်းဘောလုံးဘောကျွန်တော်တို့ကအဲ့မှာ America မှာနေဖို့လုံးဝအဆင်ပြေတော့ဆို America မှာနေတာဈေးကြီးတယ် is very expensive ဘာလို့ ကျွန်တော်တို့ဒါဘောလုံးပွဲကြည့်ကျင်တဲ့ကောင်တွေတော့ကိုရီးယားငုတ်တုတ်မိတာဗောနော်ခုနကကိုရီးနေတဲ့ဘောလုံးပွဲတကယ်ကြည့်ကျင်တဲ့ကောင်နိုင်ငံမှနေဘူးဆောက်ဆောက်ဆောက်စီစဉ်မရှိဘူးဒါပေမဲ့ခုနကဘောလုံးပွဲလည်းကြည့်ကျင်နေဆိုရင်တော့ဘာမှလုံးလုံးမရဘူးဒါဟာ refresh ရတဲ့ဒီဖြစ်တော့အဲ့တော့တကယ်ပေါ့နော်ခုနကပေါ့ဒီ dilemma ပုံစံမျိုးဖြစ်တာပေါ့နော်တကယ်နှမျိုးဥမာလက်ရှိမှာကိုယ်နိုင်ငံနေမို့ပေါ့ခုနကပေါ့ကကာအိုတို့ Haiti Haiti ဆိုရဲတို့ပေးဖို့မှာမဟုတ်100%တေချတယ်ကောင်လည်း racist အားဖြစ်တယ်ဒီမှာပေါ့အဲ့တော့ခုနကပေါ့ဒီ interview process တို့ပါတော့မလွယ်ဘူးအဲ့တော့အခုလက်ရှိမှာဒါကျွန်တော်ဖတ်မိရတော့ဟိုတလို့အားဒါကျွန်တော်ဘယ်ကျွန်တော်ဘယ် ဟုတ်ရင်အိန္ဒိယ airport မှာလာမှုကြာပါပြီကျွန်တော်အဲ့တော့ကျွန်တော်ဒီကောင်တွေကအိန္ဒိယ airport မှာတည်လို့နော်အိန္ဒိယကတော့ကျွန်တော်လူတွေကိုဒီကောင်တွေလာစေခြင်းတဲ့ပုံမှာရှိတယ်အိန္ဒိယကတော့ကျွန်တော်တို့လက်ရှိကျွန်တော် S နဲ့ပါတက်တာဒါက US embassy က S ဟိုတက်မှာ your facebook မှာကျွန်ညာလွတ်ထားတယ်ပေါ့နော်ဒါကကျွန်တော်ဘောလုံးမွဲရှိပါတယ်ကျွန်ညာဝါကနာပေါ့ပြီလာပြီး interview ပါဆိုပြီးတော့အခုလက်ရှိကျွန်တော်တို့ဒီမှာတော့မတွေ့ရကျွန်တော်နေတဲ့နိုင်ငံမှာလက်ရှိမှာ S နဲ့မတွေ့ရသေးဘူးဒီနိုင်ငံကကျွန်တော်နေတဲ့နိုင်ငံတို့အမေရိကန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရှိရကြောင်းတို့နေလာလို့မခတ်ဘူးလို့တော့မြင်တယ်ပေါ့နော်ဒါပေမဲ့ပြဿနာကပေါ့နော်ဒါလက်ရှိမှာကျွန်တော်နေကိုဒီကိုဒီလူကောင်မျိုးကနှစ်မျိုးကောင်ဒါလက်ရှိမှာ ကမ္ဘာဗလာနေနေဆိုကိုမေဘီကောကနေဒါသွားကြည့်ညကနေဒါပွဲတွေလည်းကောင်းညမှာကောင်းပါဗျာဒါပေမဲ့မက်ဆီကိုတော့သွားကြည့်နေမက်ဆီကိုမှကျွန်တော်တက်ချက်သွားကြတယ်မှာဟာတော်တော်မိုက်ပါဒါပေမဲ့အန်ဒီတခုရှိရမက်ဆီကိုလည်းအန်နေများတယ်ကနေဒါကတော့အော်ကျွန်တော်မြင်ကြည့်တော့ဗောနော် US ကနေဒါမက်ဆီကိုသုံးနိုင်တယ်မှာဆိုတော့ကနေဒါကတော့လုံးဝလက်ရှိမှာအန်နေအကင်းဆုံးနိုင်ငံတိုင်းဖြစ်ပါမယ်လက်ရှိကျွန်တော်ကြည့်ရတော့ကနေဒါရဲ့ပွဲစဉ်တွေကြည့်ရပုံရဆိုကနေဒါရဲ့ပွဲစဉ်တွေကလည်းအဲ့လောက်ကြီးအရန်ကြီးမိုက်တဲ့နေထားမှာမဖြစ်ဒါပေမဲ့ကမ္ဘာဗလာသွားကြည့်တော့လက်ရှိမှာမြန်မာနိုင်ငံအခုမြန်မာနိုင်ငံသားနိုင်ငံသားရောက်နေတဲ့လူတွေကပြောဖို့ကောင်းတာဗောနော်အမေရိကမှာကြောင်းတက်နေတဲ့လူတွေဒါကနေဒါမှာကြောင်းတက်နေတဲ့လူတွေကြောင့်မို့ ကမ္ဘာဖလားကိုဒါ experience လုပ်ပိုင်ဝင်ရရဆိုတော့ခမတကယ်ကိုမိုက်တယ်။ဘာလို့ကိုယ်ကမ္ဘာဖလားသွားကြည့်တဲ့အချိန်မှာဒါကိုယ်တော်မှခုနကပြောလို့အရန်လူ diversity များနေတာမဟုတ်ဘူးเนาะကာတာအိုနေမှာသွားကြည့်ရဆိုတာမှအရန်ပျော်ဖို့ကောင်းခဲ့တာ။ဒါကျွန်တော်တို့ညဘက်ကြီးရတာလမ်းလျှောက်ပြီးပြန်တဲ့အချိန်မှာဒါ6တော့6တော့ညောင်းတော့မခံစားဘူး။ပြမဲ့ရကျွန်တော် Croatia နဲ့ဒါ Argentina ပွဲစဉ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒါကားကကျွန်တော်နေရတဲ့နေရာနဲ့မိနစ်30လောက်ရက်တဲ့နေရာမှာတို့က bus car ကိုစီစဉ်ပြီးတာအဲ့ဒီကျွန်တော်တို့အဲ့တော့ဘလို့မှမဖြစ်။အဲ့တော့ အခုလက်ရှိမှာပေါ့နော်ဒါကျွန်တော်တို့အမေရိကသွားနိုင်ရည်ကြတော့ congratulation ပါကျွန်တော်ခင်ဗျားတို့အားကြတယ်ကျွန်တော်တို့ကအမေရိကကိုသွားခွင့်ရမှုတော့မရှိဘူးဆိုတော့လက်မှတ်ကြီးတစ်ထောင်ဝယ်ပြီးတော့နေနိုင်ဆုံးသွားရင်စောင့်ပြဿနာရှိသေးတယ်အဲ့တော့ဒါဘာဒီဘယ်လိုဖြစ်မလဲတော့မသိမယ့် နှမျောဘူးတော့ကောင်းတယ်ပေါ့နော်ကိုရီနေနဲ့ကကိုရီအမေရိကတော့မရောက်လိုက်သေးဘူးပေါ့နော် maybe ဒါကိုရီနိုင်ငံလည်းပြန်ကောင်းတဲ့အချိန် Trump လည်းဆင်းတဲ့အချိန်ကွက်တီလောက်သွားကြတဲ့အချိန်ဆိုရင်တော့မဆိုးဘူးပေါ့အိမ်မက်တော့မက်လို့ရသေးတာပေါ့နော်အမေရိကမှာတော့ကျွန်တော်တို့နေဘူးတော့စဉ်းစားမရှိပေါ့တချို့ကြအမေရိကကိုကျဲကျွန်တော်ကျွန်တော်သိတယ်လေအမေရိကကိုကျဲတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်သိတယ်ဒီမှာအမေရိကပြောင်းသွားတယ်လူတွေကိုရီးယားကခုနပြောသူပဲအာရှကိုပဲကျဲတဲ့ကောင်ပေါ့နော်အာရှမှာ maybe ပေါ့နော်ကျွန်တော်ကခင်ဗျားကြီးများတာမို့ကျွန်တော်အစားတောက်အင်မတန်မှကျဲတဲ့ကောင်အဲ့တော့အစားတော့ကောင်းတဲ့နေရာပဲကျွန်တော်နေတယ်အမေရိကအစားတော့မကောင်းဘူးပြောတာမဟုတ်အမေရိကစားကောင်းတော့ကောင်းမှာကျွန်တော်မမြင်ဘူးဒါမသိဘူးလေ ကိုယ့်အတွက်ကဒါလည်းရှိမှာအာရှမှာနေရတဲ့သဘောကြရဈေးသက်သာတဲ့သဘောကြရပေါ့နော်အဲ့တော့ထားပါလက်ရှိမှာတော့ကျွန်တော်တို့ကဘာလို့ပဲကိုယ့်အတွက်ကဒါမလွယ်ကူမဲ့နေတာဖြစ်သွားပြီဒါပေမဲ့အမေရိကမှာရှိနေတဲ့ဒါမြန်မာလူတွေအနေနဲ့ဒါကျွန်တော်တို့တကယ်တော့အနေနဲ့ try ကြည့်တဲ့နဲ့ပတ်စံများရှိမယ်ဆိုရင်ပေါ့နော်ကိုယ့်အကူဒါကျွန်တော်တို့လက်မှတ်လေးတွေရှောက်ပြီးဒါကျွန်တော်အများကြီးစီးမကြည့်တဲ့လက်မှတ်ရမယ်ဆိုရှောက်ကြည့်ခြင်းနဲ့ဟိုတော့ပွဲကြီးမှုပဲပွဲသေးတော့ခါကြပွဲပွဲသေးတွေကတကယ်တော့ vibe အကောင်းဆုံးပေးတယ်ပေါ့နော်အဲ့ဒါတွေကလည်းမိုက်တယ်ကိုချက်ကျွန်တော်တစ်ခေါက်ပြောဘူးတယ်ကာတာမှာသူမထင်မှတ်ပဲနေတယ်ကျွန်တော်တို့ဒါ အရန်မမိုက်တဲ့ပွဲနဲ့ပွဲတော့ကြည့်တာပရိသတ်နှစ်ဖက်ကအရန်မိုက်တာတဲ့အဲသူနေအဲတော့ကြည့်ခဲ့တဲ့တန်တယ်ပေါ့အဲခုနကပြောသူပဲကမ္ဘာဖလားကြည့်ရတယ်ဆိုတဲ့ feeling နဲ့ခင်ဗျာတန်ပါတယ်အခုနကပြောသူပဲဘယ်လိုပဲပြောသွားကြည့်ကြပါကျွန်တော်ကဒီနေ့ requirement ပေးတယ်ခုနကပြောသူပဲဘောလုံးပွဲဆိုတာနဲ့သွားကြည့်ကြပါဘယ်လိုခုနကပြောသူကိုဘွားမှာဒါ expert တော့ annual invitation မို့လို့ရေးကြည့်တယ်ပေါ့နော်အမေရိကအဲ့ဒါကနည်းများတယ်တတိယထားပေါ့လက်ပါပဲအားလုံးမကြည့်တော့ပါနဲ့ကောင်းမွန်တော့ဒီနေ့ပြပါဆုံမောင်တောင်းပေးနေပဲမြန်မာလေး clip ပေးကြပါဦးမြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တော့ပါနဲ့ကြော်တော့ကုန်ပြပါဦးတေးပါဗျာ